အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒါဒီ video ကိုတော့ဒါကျွန်တော်ကြိုရိုက်ထားကြိုရိုက်ထားတာပေါ့နော်ဒါကျွန်တော်ခါတိုင်းကျွန်တော်အိမ်ပြောင်းပြီးခဲ့ကျွန်တော်လက်ရှိကျွန်တော်ဒီဘက်ကိုပြောင်းပြီးခဲ့ကျွန်တော်ည9နာရီနဲ့ည9နာရီဗီဒီယိုတွေကျွန်တော်ဒါသတင်း update နဲ့အညီတောက်လျှောက် တင်ဆက်ပေးနေတာတွေ့ရလိမ့်မယ်ဒါပေမဲ့ဒီတစ်ခေါက်မော်တာကျွန်တော်ခွင့်လွှတ်ပေးကျွန်တော်လက်ရှိမှာကျွန်တော်ညီငယ်လေးတယောက်ကျွန်တော်ညီငယ်ရောက်တယ်ပေါ့နော်ဒါကျွန်တော် F1 ကတော့ကြည့်မှာဆောကျွန်တော် Brad Pitt ရဲ့ F1 movie တော့ကြည့်မှာဖြစ်တဲ့ကြောင့်မလို့လက်ရှိမှာဒါကျွန်တော်အပြောင်းရွှေ့ကလည်း update လက်ရှိနောက်ဆုံး update ဘာမှတည်တည်ချာချာမရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့စိတ်ဝင်စားစရာ Athletic UK ကတင်ထားခဲ့တဲ့နောက်ဆုံး article လေးတခုခင်ဗျားတို့နည်းနည်းလေးပြောချင်တဲ့နေရာမှာပါတယ် အဲ့တော့လက်ရှိဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းကဘာလဲဆိုတော့ခင်ဗျအသေးဒီနေနဲ့တို့ရဲ့စံချိန်တင်ကစားသမားခေါ်ယူမှုတွေကိုခင်ဗျသိတယ်။ဒါပေမဲ့တို့ရဲ့စံချိန်တင်ကစားသမားရောင်းချမှုတွေကိုတော့ခင်ဗျတို့တိလားဆိုတဲ့မေးခွန်းကိုကျွန်တော်စပြီးမေးရမယ်။အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့ Athletic UK ကနေပြီးတော့ဒါကျွန်တော် A2C ပေါ့နော် A ရနေ Z အထိဘယ်အသင်းကဒါကျွန်တော်တို့ရဲ့စံချိန်တင်ကစားသမားဖြစ်ထားလဲအခုလက်ရှိတန်းတက်ထားတဲ့အသင်းပါဝင်ပေါ့နော်ဘယ်ကစားအသင်းကလက်ရှိမှာဈေးအကြီးဆုံးအနေနဲ့ရောင်းချထားလဲ။အဲ့တော့ဒါပထမဆုံးအသင်းကတော့ Arsenal အသင်းဖြစ်တယ်။ Arsenal အသင်းကဒါကျွန်တော် ်ဆန်ဂျင်တင်ပြောင်းရွှေ့ကြီးကိုလွန်ခဲ့တဲ့ဒါ၈နှစ်က2018က Alex Oxlade-Chamberlain ကို Liverpool ကိုဒါကျတော့35သန်းနဲ့ရောင်းခဲ့တာဖြစ်တယ်လို့သိရတယ်မဟုတ်ပါအဲ့တော့ဘဘဝင်းခက်ကလူတွေရောင်းခဲ့တာမယ်အဲ့ဒီခက်ကငွေကြေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မဒါတကယ်တဲ့ inflation ရတော်တော်လေးဝိုင်းတုန်းကတော့နည်းခဲ့တယ်ဒါပေမဲ့အခုလက်ရှိအနေထားရဒါဖတ်မီယာလောက်ဆိုရင်တော့ဒါ Oxlade Chamberlain ပေါ့နော် Chamberlain ကလက်ရှိမှာ Arsenal သင်းရဲ့ဈေးကြီးဆုံးကစားသမားရောင်းချောင်းဖြစ်ခဲ့အဲ့တော့ဒီနေရာမှာအားတကြောင့်မဒါမှတ်မှတ်ရလွန်ခဲ့တဲ့ တပတ်လောက်ကလေးကအာဆနယ်ပိတ်ရဲ့ Twitter မှာသူတို့ရဲ့ဒါဈေးကြီးဆုံးကစားသမားရောင်းချမှုစီးရင်ကိုကြည့်ပြီးအကုန်လုံးကဝေဖန်ခဲ့ကြတယ်။ဒါကစားသမားတွေကဝေယူတဲ့နေရာမှာဒါဈေးကြီးပေးပါညာဝေယူတဲ့နေရာမှာရှိပေမဲ့ရောင်းတဲ့နေရာမှာအာဆနယ်အသင်းကစားသမားအယောက်မှာတော်တော်လေးကိုအားနေတဲ့အကြောင်းကိုအကုန်လုံးကဝိုင်းပြီးဝေဖန်ခဲ့ကြတယ်။အဲ့တော့မမေ့ရပဲသူတို့အဲဇရားရှိတယ်။အဲ့တော့မမေ့ရအဲ့တော့သူတို့အနောက်ကားတွေပါတော့ပါသေးတယ်။တော်တော်လေးကိုကြာအဲ့တော့ honorary တောင်ပါရတယ်အဲ့ဇရားတဲ့မှာအဲ့တော့ပြောချင်တာကလက်ရှိမှာအာဆနယ်အသင်းရဲ့လူအဝယ်ဒီမှာတော့ဒါမဆိုးခုနောက်ပိုင်းမှာတော်တော်လေးကိုမိုက်လာခဲ့တယ်။ဒါပေမဲ့လူရောင်းမှာတော့အာဆနယ်အသင်းလူအပ်ချက်တွေရှိသေးတယ်လို့ပြောလို့ရတယ်မှာ။အဲ့တော့လက်ရှိအာ ာစနယ်သင်းရတာကျွန်တော်အကောင်းဆုံးရောင်းချမှုတွေထဲမှာဒါအီမလီစမစ်တို့28သန်းအန်ဂီဒီယာ25သန်းဒါကျွန်တော်တို့လက်ရှိမှာအီဝူဘီယို28သန်းဂျိုးဝစ်လော့ကို25သန်းဘာလူဂန်ကို25သန်းပေါ့နော်ပြောချင်တာလက်ရှိမှာအဲ့ဒီတော့အာစနယ်သင်းရတာပေါင်တန်း40နဲ့အထက်ကစားသမားကိုလက်ရှိမှာမရောင်းချသေးရတဲ့ကြောင့်ဒါပြစ်တက်နေကြရမှာဝေဖန်မှုတွေမြင့်တက်နေတယ်။နောက်ထပ် A နဲ့စားရတဲ့အသင်းတစ်သင်းကအက်စတွန်ဗလာအသင်းအက်စတွန်ဗလာအသင်းရတာကျွန်တော်တို့လက်ရှိမှာပြောင်းရွှေ့ခြင်းအကြီးဆုံးကစားသမားဖြစ်မယ်အဓိကတော့ အကုန်လုံးတည်ပြီးသားပါတိတ်ပြီးတော့ထူးဆန်းမဟုတ်ဘူးလက်ရှိမှာဒီကစားသမား2021 August ကပြောင်းရွှေ့သွားခဲ့တဲ့ Manchester City အသင်းကိုရောက်သွားခဲ့တဲ့2000အဲဆို2021ကနေပြီးတော့ဒါကျပြောင်းသွားခဲ့တဲ့ Jack Grealish ပဲဖြစ်ပါတယ် Grealish ကဒါကျ Aston Villa အသင်းကနေ Manchester City အသင်းကိုပေါင်တန်းတရာအသုံးပြုပြီးတော့ရောက်သွားခဲ့တာသိရတယ်မှာပါတယ်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာအဓိကဒီတန်းတရာကလည်း Aston Villa ရဲ့အခုလက်ရှိဒါကျွန်တော်တို့တကယ်ကိုတိုးတက်တဲ့ရာသီတစ်ခု အားပေးခဲ့တယ်ဆိုပြီးတော့ဂျက်ကော့တန်ဆွဲကရေးသားထားခဲ့တယ်။နောက်တစ်ယောက်ကဒါကျွန်တော် A ပြီးတော့ B ရောက်သွားပြီပေါ့နော်။ဘုံမောင်အသင်းရဲ့လက်ရှိဒါကျွန်တော်စံချိန်တွေအပြောင်းရွှေ့ကြီးကဘဒူထဲလဲ။ ဘလူးမဟုတ်ပါဘူးကျွန်တော်လက်ရှိတော်တန်ဟော့စပတ်တင်းကိုပူပူလောလောဒါမနစ်ကမှရောင်းထားခဲ့တဲ့ဒေါမနစ်ဆိုလန်ကီပဲဖြစ်ပါတယ်ဆိုလန်ကီကိုဒါကျွန်တော်မှတ်မဲ့ရလီဗာပူးတင်းစီကနေပြီးတော့ဒါကျွန်တော်တို့ဘိုးမောင်အတင်းကဒါကျွန်တော်ပေါင်တန်း30နဲ့ဝင်တဲ့အချိန်မှာတော်တော်များလူဟာတလုတ်ခဲ့တယ်သူရေးထားခဲ့တယ်ဒါပေမဲ့ဒါမထင်မှတ်ထားပဲတော်တော်လေးကိုဒါတောက်ပါသွားတဲ့အချိန်မှာဆိုလန်ကီတယောက်လက်ရှိဒါစပါးစီကိုပြောင်းရွှေ့သွားတဲ့အချိန်မှာတော့သူတို့နဲ့ပေါင်45တန်းမြတ်သွားခဲ့ပြီးပေါင်65တန်းနဲ့စပါးတင်းကိုရောင်းသွားခဲ့တာဖြစ်တယ်ဒီနေရာမှာကျွန်တော်တိတလောက်ကတော့ဒါကျွန်တော်ဘိုးမောင်အတင်းနဲ့ ဒီတာကစားသမားတို့ကကျွန်တော်တို့မြန်မြန်ဆန်ဆန်ပဲဒါကျွန်တော်တို့နေအစားအမြန်ထိုးခဲ့ပြီးတော့ပေါင်တန်း40တန်းသူတို့ရဲ့ record ဆိုင်ကသူတို့ပြန်သုံးခဲ့တယ်ပေါ့နော်65တန်းတိုင်းကျွန်တော်တို့ဒါရောင်းပြီးတော့40တန်းနဲ့ဒါကျွန်တော်အခုလက်ရှိတိုက်စစ်မှုဖြစ်တဲ့ Porto ရဲ့တိုက်စစ်မှုဖြစ်တဲ့ Ivan Nelson ကိုဝယ်ယူခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့ဒါစပါအသင်းရဲ့လက်ရှိဒါစန်ဂျီနေပြောင်းရွှေ့ခြင်းကလည်းဒါဘုံမောက်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ဒါ So many Solanki ဖြစ်ခဲ့ပါတယ်အခုလက်ရှိမှာစပါအသင်းရဲ့ဇီးကြီးဆုံးကစားသမားလည်း Solanki လို့ကျွန်တော်သိရတယ်မှာပါပါတယ်အဲ့တော့ဒါကျွန်တော်တို့ဘုံမောက်ပြီးတော့ Brandfo အမှန်တမ်းကျွန်တော်လေ Brandfo ရဲ့လက်ရှိထိတ်ဆုံးပြောင်းရွှေ့ကိုကျွန်တော်စပြီးထင်ခဲ့တာပေါ့နော်ဒီကစားသမား မှဒီချက်ပိုဈေးကြီးတဲ့အပြောင်းရွှေ့နဲ့ကျွန်တော်ကပြောင်းသွားတယ်ထင်ခဲ့တယ်ဒါပေမဲ့လက်ရှိမှာ brand ဟုတ်အသင်းကတော့ Ivan Toni ကဒါကျွန်တော်အာဟာလီကိုဒါကျွန်တော်33.6သန်းနဲ့ပြောင်းရွှေ့သွားခဲ့တယ်လို့သိရတဲ့အထက်မှာပါတယ်ဒါပေမဲ့လက်ရှိမှာဒီရဘာလို့လူဖြစ်ခဲ့လဲကုန်းသိပြီးသားသူ့ရဲ့အလောင်းကစားပြဿနာရဲ့အကြောင်းမို့လက်ရှိမှာအင်္ဂလန်မှာဆက်ပြီးဘောလုံးကံမှုသူ့အနေနဲ့မဖြစ်နိုင်ခဲ့တာရောသူ့အနေနဲ့ပတ်စံပိုလိုခြင်းနဲ့အတွက်ကြောင့်မို့သူ့အနေနဲ့အာဟာလီကိုပြောင်းသွားခဲ့ပြီးလက်ရှိမှာ33.6သန်းနဲ့သူ့ brand ဖို့စံချိန်တင်ရောင်းချမှုတခုဖြစ်ခဲ့ဒါပေမဲ့ brand ဖို့ရဲ့စံချိန်တင်ရောင်းချမှုမကြခင်နောက်တစ်ခုဖြစ်ခါမှာဒီထက်ဈေးနှစ်ဆများတဲ့ Tajanaru, အာဘလူး Brian Amon ဖြစ်တယ် Brian Amon ကမကြခင်မှာ United အသင်းကို60နဲ့65တန်းကြားပြောင်းရွှေ့တော့ဖြစ်တယ်ကြောင့်မလို့ Brentford အသင်းရဲ့ဒါ Sanjay Tin ပြောင်းရောင်းချမှုကမကြခင်မှာပြောင်းလဲသွားတော့မယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်နောက်ထပ်ဒါကျွန်တော် Brighton ပေါ့ Brighton မှာဒါ Sanjay Tin ရောင်းချမှုတွေကအများကြီးအများကြီးရှိတယ်ဒါပေမဲ့ Brighton တကယ်ကို Sanjay Tin ရောင်းချမှုကဘာတူလဲအဲ့ဒီရောင်းချမှုကဒါ Chelsea အသင်းကိုဒါကျွန်တော်မှတ်မဲ့ရသူတို့ရဲ့ကွင်းနယ်ကစားသမားဖြစ်တဲ့ Moise Kaisi တို့ကိုဒါကျွန်တော် August 2023ကနေပြီးတော့135နဲ့ရောင်းချခဲ့တာဖြစ်တယ်အဲ့တော့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆို Moise Kaisi တို့ ီဈေးတောင်ရှိတယ်ဆိုတော့အကုန်လုံးမေ့နေကြ။ဘာကြောင့်လက်ရှိမှာ콰이စီဒိုနေနဲ့လက်ရှိမှာတကယ်ကောင်းခဲ့တယ်။ဒီနေ့မနက်စောပိုင်းကန်ခဲ့တဲ့ဘန်ဖီကာနဲ့ပွဲစဉ်မှာလည်း콰이စီဒို၉တိုင်း man of the match ရခဲ့တဲ့ဒီကိုခြေစွမ်းပြသခဲ့တယ်။အခုလက်ရှိဒါပရီးမီယာလီးဂ်ရဲ့အကောင်ဆုံးသော defensive defensive midfielder တွေကတယောက်ဖြစ်တယ်လို့သိရတယ်မှာပါတယ်ပေါ့။အဲ့တော့မမေ့ရဒီကျွန်တော်ဒီနေ့မှာဒါ Chelsea အသင်းနေနဲ့ဒါ Arsenal အသင်းနဲ့ပြန်ဒီကစားသမားကိုခေါ်ယူပေးခဲ့ပြီးတော့ဒီနေ့မှာ Chelsea အသင်းကပဲအနိုင်ရရှိခဲ့တယ်လို့သိရတယ်မှာပါ။ပြီးတော့ဒါ콰이စီဒိုကိုဒါကျွန်တော်မမေ့ရလစ်ဗာပူးအသင်းနဲ့ဒါကျွန်တော်ရှင်ပြိုင်ပြီးတော့လူခဲ့တယ်မှာပါ။အဲ့တော့စိတ်ဝင်စားနောက်တစ်ခုကဒါကျွန်တော်တန်းတက်လာခဲ့တဲ့ဘန်လေးအသင်းပေါ့နော်။ဘန်လေးအသင်းရ င်းရဲ့ဈေးကြီးဆုံးဒါရောင်းချမှုကဘာလို့လဲသူတို့တန်ဆင်းသွားတဲ့အချိန်မှာကျွန်တော်တို့သွားနိုင်ခဲ့တဲ့တော်တန်ဟော့စပါတင်လက်ရှိတောင်မန်ကစားပြည်နဲ့တောင်မန်ကစားသမားဖြစ်တယ်ဒါကျွန်တော်တို့အဝေဆန်အိုဒိုဘက်ပေါ့နော်အိုဒိုဘက်နဲ့25တန်းနဲ့စပါအသင်းကိုပြောင်းရွှေ့ခဲ့တယ်ဖြစ်တယ်အဲ့တော့ပြန်ကြည့်မယ်စပါအသင်းနဲ့လက်ရှိမှာတော့သူများအသင်းရဲ့ဒါကြောင့်စံချိန်နေပြောင်းရွှေ့ခြင်းတွေကိုနှစ်ခုတတိလုပ်ပေးထားပြီးပြီဘန်လေးရောဘုံမောက်ကိုပေါ့နော်အခုလက်ရှိမှာဘန်လေးစီကဒါကျွန်တော်25တန်းနဲ့ဒါဝယ်ယူခဲ့တာဖြစ်ပါတယ်လို့သိရတယ်မှာပါအဲ့တော့ဘန်လေးကအခုလက်ရှိမှာတန်းပြန်တက်လာခဲ့ပြီလို့သိရတယ်မှာပါတယ်အဲ့တော့ B ပြီးသွားပြီးတော့ C စီဆိုတဲ့အနေနဲ့မှာဒါကျွန်တော် Chelsea အသင်းရဲ့ဈေးကြီးဆုံးရောင်းချက်မှု Chelsea အသင်းရဲ့ဈေးကြီးဆုံးပြောင်းလဲကြောင်းရောင်းချမှုကဘယ်လိုလဲဆိုအကုန်လုံးသိပြီးသားဖြစ်မှာပါအဲ့တယောက်ကလက်ရှိမှာအခုချိန်ထိလည်းပြိတ္တတွေနဲ့မရောင်းခဲ့လိုက်ရင်ဆိုတဲ့တွေးတောမှုနဲ့အခုအကုန်လုံးစီးခေါင်းထဲမှာရှိပြီးသားကစားသမားဖြစ်ပါအဲ့ကစားသမားကတော့ Real Madrid ကို ရောင်းချလိုက်တဲ့86သန်းနဲ့ Eden Hazard ဖြစ်ပါတယ်ကျွန်တော်ကွယ်နဲ့ personal တော်တော်လေးကိုချိန်နဲ့တက်တဲ့ကစားသမားဖြစ်ပြီးအကယ်၍ Chelsea မှာသာဆက်နေခဲ့မယ်ဆိုရင်တော့ဘလောက်ထိတော့မိုက်မလဲဆိုတာကတော့တော်တော်လေးကိုစဉ်းစားစရာဖြစ်ခဲ့တယ်အဲ့တော့ Chelsea ရဲ့ဒါဈေးကြီးဆုံးရောင်းချမှုကတော့ခုန Eden Hazard ဖြစ်ခဲ့တယ် Crystal Palace ်ခရစ်စတယ်ပဲလစ်ရဲ့ဒါကျွန်တော်တို့ဈေးကြီးဆုံးရောင်းချမှုကဘာလို့လဲပဲလစ်ရဲ့ဒါကျွန်တော်တို့ဖူဘက်ဖြစ်ခဲ့မှုတဲ့လက်ရှိမှာမန်ချက်စတာယူနိုက်တက်သင်္ကောင်ထွက်သွားပြီးတော့ဒါကျွန်တော်တို့ဝက်ဆမ်မှာသွားကစားနေပြီဖြစ်တဲ့အာရွန်ဝမ်ဘာဆာကာဖြစ်ပါတယ်အာရွန်ဝမ်ဘာဆာကာကတော့လက်ရှိမှာဒါခရစ်စတယ်ပဲလစ်ကနေမန်ချက်စတာယူနိုက်တက်အသင်းကို2019ကပြောင်းလဲသွားခဲ့တာဖြစ်ပြီးပေါင်တန်း90အသုံးပြုထားခဲ့တယ်လို့သိရတဲ့မှာဖြစ်ပါတယ်လို့သိရတယ်အဲ့တော့လက်ရှိမှာဒီကျွန်တော်ဒီအပြောင်းရွှေ့ကတော့ဒါကျွန်တော်တို့ဟိုဒီ ကျွန်တော်ဖတ်မိရတော့ဗောနော OLC အပြောင်းရွှေ့နေနည်းနည်းတော့ဆင်းနေဒါပေမဲ့လက်ရှိ OLC ရဲ့ဒါကျွန်တော်အပြောင်းရွှေ့ကဒါကျွန်တော်နည်းနည်းလေးပို့ပြီးတော့ဒါကျွန်တော်တို့အာ ROM Passer ကထက်နည်းတယ်လို့သိရတယ်အဓိကဒါကျွန်တော် ROM Passer ကဈေးကြီးသွားတာကဒါကျွန်တော် add on တွေကြောင့်လို့သိရတယ်ဒီမှာပါပါတယ်အဲ့ဒါကြောင့်မဖြစ်ပါဘူးအဲ့တော့နောက်ထပ်တစ်သင်းကလာကျွန်တော်တို့ Everton Everton ရဲ့စံချိန်တွေပြောင်းရွှေ့ဂျေးကိုဒါအားပေးသွားတဲ့လူကလည်း Manchester United အသင်းပဲဖြစ်ပါတယ်သူတို့ရဲ့တိုက်စစ်မှုဖြစ်ခဲ့တဲ့အာလူကာကူကတော့ Manchester United အသင်းနဲ့ဒါပေါင်85တန်း plus 15တန်းနဲ့ဒါ Everton အသင်းကနေပြီးတော့ဝယ်ယူခဲ့တယ် မဲ့ရဲ့အိုက်တောင်းကတကယ်မိုက်တဲ့ hype ပဲ။ Pogba နဲ့ Everton တော့ Pogba နဲ့ဒါကျွန်တော် Luka Guru နဲ့တို့ရဲ့ announce ထုတ်တဲ့ဆိုတော့တို့ချိန်ညာခဲ့တယ်။တော်တော်လေးကိုမိုက်တယ်။ယခုကမေးမှာပေါ့။အခုချိန်ဒီမျိုးလုံးတွေကမထွက်သေးဘူး။အဲ့တော့ Luka Guru ကအခုချိန်မှာဒါ Napoli ရောက်ရှိသွားခဲ့ဖြစ်တယ်။ Fulham ရဲ့ဈေးကြီးဆုံးရောင်းချမှုကဘာလို့လဲ။ဒါလက်ရှိမှာ Ludor မြတ်တိမဲ့ကစားသမားဖြစ်ပါတယ်။အကစားသမား Mitrovic ပါ။ Mitrovic ကိုတော့ကျွန်တော် Fulham အသင်းနေတဲ့ El Hilal အဲ El Hilal အနေအသင်းကိုဒါကျွန်တော်55သန်းနဲ့ရောင်းချခဲ့တာဖြစ်တယ်။ဒါ El Hilal ကလည်းကျွန်တော်သိရတယ်မဲ့ Saudi Club ဖြစ်ပြီးတော့လက်ရှိမှာ Fulham စီကလည်း Mitrovic ကိုပေါင်55သန်းနဲ့ဝယ်ယူခဲ့တာဖြစ်တယ်။ဒါကျွန်တော်တို့ Mitrovic ဖစ်ကဒါပထမအောင်ဆုံးဒါကျွန်တော်တို့ရနယ်ဒိုရဲ့နောက်ကိုလိုက်သွားတဲ့ကစားသမားကြီးတဲ့တယောက်ဖြစ်တယ်လို့သိရတယ်မှာပါတယ်။ Lee United ရဲ့ဒါကျွန်တော်အခုလက်ရှိတန်းတက်လာလာခဲ့တဲ့ Lee United ရဲ့ဈေးအကြီးဆုံးရောင်းချမှုကဘာတူလဲ။ ရာဖီညာဖြစ်တယ်အခုလက်ရှိဘာဆိုနာတင်းရဲ့တောက်ပနေတဲ့ဒါတောင်ပံကစားသမားဖြစ်တဲ့ရာဖီညာကိုလီဂါရောင်းချခဲ့တဲ့နေထားမှာရှိတယ်ဇူလိုင်22ဇူလိုင်2022ကပေါင်55သန်းနဲ့ရောင်းချပစ်ခဲ့တယ်လို့ကျွန်တော်အနေနဲ့သိရတယ်ဒီမှာပါပါတယ်လစ်ဗာပူးလစ်ဗာပူးရဲ့စံချိန်လေးပြောင်းရွှေ့ကြအကုန်လုံးကလေးစားခွေးဆုံးတည်ပြီးသားဖြစ်လိမ့်မယ်အဲ့ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်ကဘာပေါ်မှာလဲဈေးကြီးဆုံးကစားသမားနံပါတ်1နံပါတ်125ထဲမှာလည်းအခုချိန်ထိပြီးနေတယ်ဖြစ်တယ်အဲ့ကစားသမားလက်ရှိမှာဖီလီပီကော်တင်ညိုပါကော်တင်ညိုကိုတော့ဘာဆိုနာအသင်းစီကိုလစ်ဗာပူးအသင်းကပေါင်142သန်းမှာရောင်းချ ချခဲ့တာဖြစ်တယ်။ဒါပေမဲ့ Liverpool ရဲ့ဒါကျွန်တော်လက်ရှိမှာ culturally significant ဖြစ်တဲ့ကစားသမားဖြစ်လို့ဒီကစားသမားရဲ့ရောင်းချမှုက Liverpool ရဲ့ဘဝကိုဒါ Liverpool ပြည်သက်တွေရဲ့ဘဝကိုတစ်စချိုးပြောင်းခဲ့တယ်။အဲ Philippe Coutinho ရဲ့ရောင်းချမှုကနေပြီးတော့ Alisson ရဲ့ Van Dijk ရဲ့ဝယ်ယူမှုက Liverpool အသင်းအတွက်အခုလက်ရှိမှာတစ်စချိုးပြောင်းလဲမှုဖြစ်သွားစေခဲ့တယ်မှာပါ။အဲ့တော့ Jurgen Klopp ရဲ့ era ရဲ့ဒါတကယ်ကိုတစ်စချိုးဖြစ်ခဲ့တာက Philippe Coutinho ရောင်းချဖြစ်ခဲ့တယ်။ဒီအပြောင်းရွှေ့ကပေါင်142တန်းတတိပေးခဲ့ရပြီလက်ရှိမှာအခုချိန်ထိကမ္ဘာပေါ်မှာစံချိန်တွေပြောင်းရွှေ့ကြည့်တဲ့တစ်ခုဖြစ်ခဲ့တယ်လို့သိရတယ်မှာပါပါတယ်။ နောက်ထပ်သတင်းရလက်ရှိမှာအောက်ပြီးတော့အမ်ပေါ့နော်မန်ချက်စတာစီးတီးရဲ့ဒါကျွန်တော်တို့စာချုပ်နေပြောင်းရွှေ့မှုမန်ချက်စတာစီးတီးအသင်းနေနဲ့ဒီညမှာဒါသူတို့ရဲ့အစံချိန်တွေရောင်းချမှုကတော့ဒါကျွန်တော်တို့ဟူလီယန်အေဗရက်ဖြစ်ပါတယ်ဟူလီယန်အေဗရက်ကိုမနစ်ကမှာအက်သလက်တစ်ကိုမက်ထရစ်စီကို64.4တန် plus 16.3တန်နဲ့အလုံးမပြောင်းတက်မယ်ဆိုတော့ဒါကျွန်တော်တို့80တန်လောက်နီးနီးဒါကျွန်တော်တို့ ਨੇ ရောင်းချခဲ့တာဖြစ်တယ်လို့ပြောလေဒါပေမဲ့64တန်ကဒါကျွန်တော်တို့လက်ရှိမှာ fix price ပေါ့နော်အဲ့တော့ အက်တလက်တီကိုမက်ထရစ်ကိုဒါမန်ချက်စတာစီးတီးရဲ့ဒါအစည်းကြီးဆုံးရောင်းချမှုကတော့ဟူလီယန်အေဗရက်စ်ဖြစ်ခဲ့တယ်လို့သိရတယ်မှာပါမမေရဟူလီယန်အေဗရက်စ်ကကျွန်တော်တို့ဒါ River Plate ကနေရောက်ချီလာခဲ့ပြီတကယ်ရှိသမျှဒါကျွန်တော်တို့အဲဆူပလာတွေအကုန်သိမ့်ပိုက်ပြီးမှအေးအေးဆေးဒိုးသွားခဲ့တဲ့ကစားသမားပေါ့နော်အဲ့တော့ Manchester United ရဲ့ဈေးကြီးဆုံးရောင်းချတဲ့ကစားသမားဘယ်သူဖြစ်မယ်ထဲလဲမှန်ကြံအမှန်တကယ် Manchester United ရဲ့ဈေးကြီးဆုံးရောင်းချတဲ့ကစားသမားကတော့လွန်ခဲ့တဲ့အားလုံးပေါင်းအချိန်နဲ့တွက်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ 18နှစ်ပေါ့နော်ဒါလွန်ခဲ့တဲ့18တဲ့နှစ်ကကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ခရစ်စတီယာနိုရော်နယ်ဒိုဖြစ်ပါခဲ့တယ်ရော်နယ်ဒိုရဲ့ရောင်းချအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပေါင်တန်း80တိတိရရှိခဲ့တာဖြစ်ပြီးဒီအပြောင်းအရွှေ့ကအိုက်ခက်ကာလာကဈေးကြီးဆုံးပြောင်းရွှေ့ပြီးတော့စံချိန်တင်ပြောင်းရွှေ့ခြင်းတစ်ခုဖြစ်သွားခဲ့လို့ပြောလို့ရတယ်မှာပါတော့အခုချိန်နေ United ပြည်သက်တွေကဒါကိုကျွန်တော်လွှဲစွန့်နေသေးပြီကျွန်တော် father ကြီးဆိုအဲ့ဒီအပြောင်းအရွှေ့အခုချိန်ဒီပြောလို့မဆုံးတဲ့နေရာမှာပါပါတယ် ညူကာဆယ်ယူနိုက်တက်ဈေးကြီးဆုံးရောင်းချမှုညူကာဆယ်ဈေးကြီးဆုံးရောင်းချမှုက2ယောက်ဖြစ်တယ်2ယောက်တော့ဒီဈေးနဲ့ရောင်းတာအဲ့တော့အန်ဒီကာရိုကိုလီဗာပူးကို2017မှာရောင်းခဲ့ပြီးတော့အဲလီယက်အန်ဒါဆန်ကိုဖောရက်စ်ကို35တန်းနဲ့ရောင်းခဲ့တယ်အဲ့တော့2ယောက်လုံးကို35တန်း35တန်းနဲ့ရောင်းခဲ့တဲ့ကြောင့်2ယောက်လုံးက35တန်းနဲ့လက်ရှိမှာဒါသူတို့ရဲ့ဈေးကြီးဆုံးကစားသမားရောင်းချမှုအနေနဲ့စံချိန်တင်ထားပြီအဲ့တော့အန်ဒီကာရိုလီဗာပူးအန်ဒါဆန်နော်တန်ဖောရက်စ်ပေါ့နော်အဲ့တော့အန်ပြီးတော့နော်တန်ဖောရက်စ်ပေါ့နော်အဲ့တော့လက်ရှိမှာ sorry ပါ လက်ရှိမှာဒါကျွန်တော် Northern Forest ပေါ့เนาะဒါကျွန်တော် Brandon Johnson တူအာ Northern Forest ရဲ့ဈေးကြီးဆုံးကစားသမားဘယ်လိုဖြစ်လဲ Northern Forest ရဲ့ဈေးကြီးဆုံးကစားသမားကတော့ Brandon Johnson ဖြစ်ပါတယ်ဒါပြောကြအောင်ကိုယ်ဆိုတဲ့ဈေးကြီးဆုံးကစားသမားကိုဒါ sorry ပါခုနကောင်မာလီဖုန်းလာလို့ပါတောက်မှန်ပါတယ်ကောင်မာလီဖုန်းလာလို့ဆိုဗီဒီယိုရိုက်เนาะဒါနည်းနည်းလေးပဲဖြစ်မှာဆိုတော့လက်ရှိမှာ Northern Forest ရဲ့ဈေးကြီးဆုံးရောင်းချမှုကဘယ်လိုဖြစ်မလဲဆိုတော့ Tottenham Hotspur အသင်းကိုရောင်းချခဲ့တဲ့ Brandon Johnson ဖြစ်ပါတယ်လက်ရှိမှာဒါကျွန်တော် Europa League ရဲ့တလုံးတက်သော9ကို twin ပေးခဲ့တဲ့ Brandon Johnson ကတော့လက်ရှိမှာဒါ58.5တန်းနဲ့ဒါကျွန်တော်လက်ရှိမှာအဲ့တော့ပြန် င်းသားကြောင့်လက်ရှိမှာစပါတင်နေတာသူများတင်နေတာစာချုပ်တွေပြောင်းရွှေ့မှုတွေကိုလိုက်လုပေးနေတာဘုံမောက်ရေဒါလက်ရှိမှာဒါ Northern Forest ရေ Ban လေးရေအဲ့တော့ Northern Forest ဈေးကြီးဆုံးရောင်းချမှုကတော့စပါတင်ကို Brandon Jose နဲ့2023က48.5တန်းနဲ့ဖြစ်ခဲ့ပါတယ်။ဆန်ဒါလန်အခုလက်ရှိတန်တက်လာခဲ့တဲ့ဒါကျွန်တော်တို့အသင်းကဆန်ဒါလန်ဖြစ်ပြီးတော့ဆန်ဒါလန်ရဲ့လက်ရှိဈေးအကြီးဆုံးကစားသမားရောင်းချမှုကတော့လွန်ခဲ့တဲ့ဒါကျွန်တော်တို့ ကိုနှစ်ကဖြစ်ပြီးတော့အဲ့ကစားသမားကတော့လက်ရှိမှာ Everton ကိုရောင်းချခဲ့တယ်အခုလက်ရှိ Everton ရဲ့ဒါအင်္ဂလန်ရဲ့နံပါတ်1ဂိုးသမားဖြစ်တဲ့ Jordan Pickford ဖြစ်ပါတယ် Pickford ကိုဒါ Everton ဘက်ကနေရောပေါင်တန်း30ပေးပြီးဝယ်ခဲ့ပြီးတော့ Sunderland နဲ့အခုချိန်ထိဒါကျွန်တော်ရောင်းချတဲ့ကစားသမားတွေဒီမှာ Pickford ကိုကြော်ပြီးတော့ရောင်းချတဲ့ကစားသမားတွေမရှိသေးဘူးလို့သိရတဲ့တည်းမှာပါပါတယ်နောက်တစ်ယောက်ကဒါကျွန်တော် Spa အသင်းဖြစ်ပါတယ်ကျွန်တော်အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းမှာ Tottenham Hotspur အသင်းရဲ့ဈေးကြီးဆုံးရောင်းချမှုကဘယ်လိုဖြစ်လဲ ကားရဲဘေးလို့ကျွန်တော်အကုန်လုံးထင်ထားခဲ့ပဲမဟုတ်ပါဘူး Harry Kane က Spurs အသင်းရဲ့လက်ရှိဈေးကြီးဆုံးရောင်းချောင်းဖြစ်ခဲ့တယ်။ဘာကြောင့်လဲ85တန်း plus 8.5တန်းနဲ့ပေါင်တန်း93ပေါင်တန်း90နဲ့94တန်းပတ်ချာလေဝင်းညညာနဲ့ Spurs အသင်းစီကနေ Bayern Munich ကိုပြောင်းရွှေ့သွားခဲ့တယ်လို့သိရတယ်တမပါတော့ Harry Kane to Bayern Munich Spurs အသင်းကဈေးကြီးဆုံးရောင်းခဲ့ဖြစ်ပြီး Spurs အသင်းနဲ့ဒါကျွန်တော် Harry Kane ပြီးရင်တော့ကားရဲဘေးကဈေးကြီးဆုံးရောင်းချမှုတစ်ခုထပ်မံပြီးတော့ဖြစ်ခဲ့ဆိုအကုန်သိမှာဖြစ်ပါတယ်။အဲ့တော့ စပါတင်ပြီးရင်ဘူးလာမယ်ဝက်ဆန်ဝက်ဆန်ရဲ့ဈေးကြီးဆုံးရောင်းချမှုကအကုန်လုံးသိပြီးသားဖြစ်တဲ့အာစနယ်အသင်းကိုသူတို့အနေနဲ့ဒါကျွန်တော်တို့ဒက်ကလန်ရိုက်စ်ကို105တန်းနဲ့ရောင်းချခဲ့တယ်လို့ကျွန်တော်အနေနဲ့သိရမယ်တဲ့မှာပါပါတယ်ဟူအသင်းရဲ့ဈေးကြီးဆုံးရောင်းချမှုဘယ်လိုလဲဟူအသင်းရဲ့ဈေးကြီးဆုံးရောင်းချမှုကတော့ဘယ်မှကြည့်စရာမလိုပါဘူးဒါပူပူလောလောဒီနှစ်မှာဖြစ်သွားခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုသူတို့ရဲ့ဒါတိုက်စစ်မှုဖြစ်တဲ့မက်သျူးစ်ကော်နာကိုစာချုပ်ဖြတ်သိမ်းခြင်းနဲ့ဝယ်ယူသွားခဲ့တဲ့62.5တန်းကဈေးအကြီးဆုံးပြောင်းရွှေ့မှုတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုနည်းနည်းလေးရှင်းသွားရင်ဒါကျွန်တော်အနေနဲ့ ောင်းပန်ပါဒါပေမဲ့လက်ရှိမှာညီကိုအနေနဲ့ဘယ်အသင်းရဲ့ဈေးကြီးဆုံးကစားသမားတွေဘယ်သူလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒါတိသွားပြီလို့မြင်ပါတယ်ဒါလောက်ပါပဲဘောလုံးပတ်တွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ YouTube Media 3.0ညနေ TV4 တို့မှာကျင်းလို့ဆိုတော့ပေါ့ကူညီလို့ရပါတယ်မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်သောဒီလေးဒီနေ့ဖြစ်ပါစို့စုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှာ AAC တူကြတာပေါ့ကျွန်တော်သွားကုန်ပြပါအောင်ပေးပါဗျ